ခုခေတ်မှာလူတော်တော်များများကနော် TWSD IEM နေနဲ့တရှင်းနှားထောင်ကြတယ်လူတော်တော်များများပါနော်တချို့ကလည်းတော့လက်ရှိပါတယ်နော်အမ်ဘာစကားပေါ်ရေနော်လူလူများသူများရှိတဲ့နေရာတွေမှာစပီကာကြီးတွေဖွင့်ပြီးတော့အကျဉ်းနဲ့ဆောင်တဲ့တာဇန်နေလေးတော့ရှိသေးတယ်။ထားပါတော့ public မှာတော့အာနေချက်နဲ့နားထောင်တာပိုမိုက်တယ်ဆိုပေမဲ့တကယ်တမ်းကတော့ကျွန်တော်အနေနဲ့မှာပေါ့နော်။အာကိုယ့်ဘာသာကို private ဖြစ်တယ် အဲသူများကိုလည်းတိတ်အများကြီးထက်စဉ်းစားကြမလို့ဘူးဆိုလို့ရှိရင်စပီကာနဲ့နားထောင်ရတာတော့နည်းနည်းလေးပိုသဘောကျတာပဲဆိုတော့အဲ့လိုမျိုးနားထောင်မယ်ဆိုလို့ရှိရင်တော်တော်များများတော့ accessible အဖြစ်ဆုံးက bluetooth speaker ခက်ကောင်းကောင်းလေးအဲ့ကောင်လေးတွေကညင်ညင်လေးတွေသိရမလားအဲ့လိုဒီ bluetooth speaker တော်တော်များများကအဲ့လိုနေရက်တင်နေနားထောင်ရတာလောက် energetic မဖြစ်ဘူးဆိုပေမဲ့ပို့ပြီးတော့ဘယ်လိုခေါ်လဲအဲ့ဒါဝမ်းဖြစ်ဖြစ်လေးညင်ညင်လေးအဲအဲ့လိုမျိုးလေး ခံစားချက်မျိုးလေးရတယ်ဗျပို့ပြီးတော့အမောပြေတယ်ဗောတည်မလားဟို coffee ဆိုင်လေးတွေမှာလိုမျိုးညိတ်နေတဲ့ vibe လေးပို့ရတယ်ဗောနော်ဟိုအေးအေးလေးနဲ့ဆိုလို့ရှိရင်ငချက်နဲ့တခြင်းနှာထောင်တာထက်ဒီလိုမျိုး speaker လေးတွေနဲ့နှာထောင်လိုက်မယ်ဆိုရင်မိုးတန်လေးတွေနဲ့တခြင်းတန်လေးတွေနဲ့ရောပြီးတော့အဲအဲ့ခံစားချက်ကဘာနဲ့မှမလဲနိုင် ဲ့လိုမျိုးလေးငင်းညင်နေဆိုလို့ရှိရင် JBL ကနေပြီးတော့အစ်စ်ထွက်ထားတဲ့ speaker လေးနှလုံးအကြောင်းကိုခင်ဗျားတို့သိဖို့လိုလိမ့်မယ်ထုံးစံတိုင်းမှာကျွန်တော်တို့ review နဲ့ကိုဖုန်းပါနေပြီးတော့ကူညီပံ့ပိုးပေးထားပါတယ်ဗီဒီယိုပြီးတော့လို့စိတ်ဝင်စားတယ်ဝယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ description ထဲမှာ phone ပါရဲ့ link လေးထည့်ပေးထားမယ်အဲဒီမှာတော်ရှိုးကြည့်လိုက် okay JBL ဆက်ဆံနေကြည့်ဆိုပါတယ်ကျွန်တော်တို့ JBL ရဲ့ flip series နဲ့ charge series နဲ့ကထပ်တော်ထလာ bluetooth speaker တွေထဲမှာလူသိအများဆုံး mainstream အဖြစ်ဆုံး popular အဖြစ်ဆုံးកောင်းနေလို့ပြောလို့ရတယ် ဒီကောင်လေးထက်သေးတာဆိုလို့ရှိရင် clip to go တို့အဲ့ဒါမျိုးတွေတော့ရှိတယ်ပြောမယ်ဆိုလို့ရှိရင် JBL ရဲ့ဒီ market ရှိနေတဲ့ပုံစံကသူကဈေးကလည်းအရင်ကြီးမကြီးဘူးဒါပေမဲ့ဈေးပေါ်တဲ့အထက်မှာလည်းမပါဘူးအဲ price to performance အရကြီးမယ်ဆိုရင်တော့မဟုတ်ဘူးဆိုတဲ့ speaker တွေကိုထုတ်တယ် mainstream နဲ့မှာပေါ့နော် JBL ထက်အများကြီးပိုကောင်းတဲ့ speaker brand တွေရှိတယ်ဆိုပေမဲ့ဈေးတွေကလည်းသူ့ထက်၄-၅ဆ၁၀ဆလောက်ပိုများကြတာတွေရှိတယ်။ JBL လောက် လူသုံးမများဘူးပေါ့နော်ဆိုတော့ flip 6ကနေစပြီးတော့ကျွန်တော်တို့ design changes တော်တော်များများလုပ်ခဲ့သလိုအရင်ကလိုမျိုး driver တစ်လုံးနဲ့မဟုတ်တော့ဘဲနဲ့သူက twitter တစ်လုံးသီးသန့်ပို့ထည့်ပေးထားတယ်ဆိုတော့အတန်ထွက်ပိုင်းမှာတိတိတသားကြီးကို improve ဖြစ်သွားတယ် high frequency ပိုင်းနေမှာအများကြီးပိုကောင်းသွားတာရော sound stage ပိုကျယ်သွားတာရော output က wattage က30 watt ဖြစ်သွားတာရောအများကြီးသိသာတယ်ပြောရရင် flip 6ကတကယ်ကောင်းတဲ့ speaker package ကျောင်းအားလည်းသူ့ရဲ့ specs range အတွင်းမှာအကောင်းဆုံးပဲလို့ ပြောလို့ရတယ်အခုအစ်စ်ထွက်လာတဲ့ flip 7ကကြတော့အဲ့ဒီကောင်းပါတယ်ဆိုတဲ့ flip 6ကိုမှ तू က modify လုပ်ထားတဲ့ကောင်လို့ပြောရမယ် face lift ပေါ့ flip 7ရဲ့ဒီ design ဘိုင်းကဒီတိုင်းကြည့်လိုက်ရင်တော့အတူတူပဲလို့ထင်ရတယ်အဲ့ဒီ flip 6 design ကလည်းလုံးဝ industrial design ကြီးဖြစ်နေခဲ့တာဆိုကြီးကြီးမားမားလည်းပြောင်းစီရတယ်လို့တော့လေလို့ပါဘူးเนาะ wheel ကို reinvent မလုပ်ထားဘူးပေါ့ အဓိကပြောင်းသွားတဲ့နေရာတွေဆိုလို့ strip တက်တဲ့နေရာတွေမှာ push lock ပုံစံဖြစ်သွားတာကြောင့်ပို့ပြီးတော့အထာကျသွားတာဒီရှိမယ်နော် power button နဲ့ bluetooth pairing button နဲ့နေရာလေးပြောင်းသွားတာရဲ့အဲ့လောက်ပဲရှိမယ်အရင်ကလိုမျိုးဒီ strip တစ်ခုထဲမှာပဲမဟုတ်တော့ဘဲနဲ့စပိန်တို့လွယ်အိတ်တို့မှာချိတ်ဖို့အတွက်အခုပြထားသလိုမျိုး clip လေးတစ်ခုလည်းတက်လို့ရသွားတယ်အထာပိုကျသွားတာတော့အမှန်ပဲပြီးတော့အရင်ကဒီ party boost ခလုတ်နေရာမှာ clip 5တို့ go 4တို့ extreme 4တို့လိုမျိုး oracle button အစားထိုးထည့်ထားတာလေးလည်းတွေ့ရတယ် Oracle ဆိုတာအရင်ကဒီ JBL Party Boost နေရာမှာအစားထိုးလိုက်တဲ့ Multi Connection Feature ဒီကောင်က Oracle Function ပါတဲ့တခြားသော speaker တွေနဲ့အချင်းချင်းချိန်ပြီးတော့အသံဝင်တပြိုင်တည်းထုတ်ပေးလို့ရတယ်။ထူးခြားတာကသူက Party Boost လိုမျိုး JBL Exclusive Feature မဟုတ်တော့တာ။ဆိုတော့ JBL speaker တွေနဲ့မကဘူး Oracle ပါတဲ့ Bass speaker နဲ့မဆိုချိန်လို့ရပါတယ်။ Technically ရပါတော့။ဒါပေမဲ့ JBL ကအဲ့လိုမျိုးချိန်လို့မရအောင်ပိတ်ထားတယ်လို့ပြောတယ်။ဆိုတော့ တိုးတက်လာတယ်လို့ပဲပြောရမလားအရင်ကအတိုင်းပဲလို့ပဲပြောရမလားမပြောပြတတ်ဘူးဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ JBL နှလုံးချိတ်တာမှာတော့ဒီ Oracle ကချိတ်ရတာတော်တော်လေးမြန်တယ်အခုပြထားသလိုမျိုးပဲဗျာဖက်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 ဆိုပြီးတော့တန်းချိတ်သွားရောအတုံးလေးဝင်တယ်မကောင်းတာ Oracle မပါတဲ့အရင် generation speaker တွေနဲ့ကချိတ်လို့မရတော့ဘူးဆိုတော့အရင် flip 6နဲ့အခု flip 7နဲ့အစတီရီယိုဘယ်ရင်းလုပ်လို့မရတော့ဘူး။လုံးရှင်လို့ရှိရင် extreme 4တို့ clip 5တို့ charge 6တို့လိုမျိုး oracast ပါတဲ့ကောင်တွေနဲ့ပဲ လုပ်လို့ရသွားတယ်ဒါအတိထားရမယ့်တစ်ချက်ပေါ့နော်တချို့ပြောတာကတော့ Extreme 4တကောင်ကတော့ backward compatible ဖြစ်တယ်လို့ပြောတယ်ကျွန်တော်တို့စီမှာတော့ Extreme 4မရှိတော့မပြောပြတတ်ဘူးပေါ့နော်သုံးနေသူရှိရဆိုလို့ရှိရင်လည်းရမရဒီမှာတစ်ချက်ပြောခဲ့ပေါ့နောက်ထပ်သတိထားမိမယ့်တစ်ခုက passive radiator ကိုကာထားတဲ့အာ rubber feet လေးတွေကအရင် flip 6မှာတောင်းသုံးခုပဲပါတယ်ဒီကောက်မှာ၄ခုဖြစ်သွားတယ်ပြီးတော့ပိုလည်းထူသွားတယ်ဆိုတော့ပိုတောင့်သွားတယ်ပေါ့နော်ပိုပြီးတော့ stable ဖြစ်သွားတယ်ပေါ့ဒါတော့ပါပဲကျန်တာကတော့ flip 6နဲ့အများကြီးကွဲထွက်မနေတော့ဘူး မမြင်ရတဲ့အပိုင်းတွေမှာတော့ပြောင်းသွားတာမျိုးရှိတယ်ဥပမာအပြင်အရင်က IP67 ကနေပြီးတော့အခု IP68 ဖြစ်သွားတာတော့နော်ဆိုလိုချင်တာပိုပြီးရေဆိုခံသွားမှာတော့ drop resistance ပိုကောင်းလာတာတော့ durability ဘက်မှာပိုကောင်းသွားတာတော့အဲ့အချက်တွေတော့ရှိတယ်ပိုပြီးတော့အကျန်းခံတဲ့ overall package ရမယ်ပြီးတော့ပြောလို့ပြောတာမဟုတ်ဘူးကျွန်တော်တို့စီကိုရောက်နေတဲ့အကြောင်လေးကခင်းအောင်လေးဆိုရင်တော်တော်လေးကိုဆန်းတယ်တော်တော်လေးလှတယ် unique ဖြစ်တယ်ကြီးလိုက်တာနဲ့ flip 7 man ကိုတန်းတိတာတယ်ဒါပေမဲ့လို့ကျွန်တော်တော့အမဲအောင်ကိုတော့ပူသဘောကျတယ်ဝင်းတော့အမဲပဲဝင် ။အမေက never gets old ရမလား။ဘယ်ရမှာမဆိုအမေကအလှဆုံးပဲ။ဆိုတော့ JBL portable app တွေထဲမှာရောဘာတွေပြောင်းသွားတာရှိလဲ။ပြောရရင်တော်တော်များများကိုပြောင်းသွားတာ။ preset EQ ဘိုင်းမှာနေမယ်။အခုကျွန်တော်ပြထားသလိုမျိုး JBL signature ရယ် chill ရယ် energetic ရယ် vocal ရယ် custom ရယ်ဆိုပြီးတော့ငါးမျိုးရွေးလို့ရတယ်။တိရတဲ့အတိုင်းပဲ custom မှာတော့ multi band EQ ပေါ့ဗျာ။ကြိုက်သလိုချိန်လို့ရတယ်ပေါ့။ အဲဒီမှာ flip 6နဲ့မတူတော့တာဒီကောင်းကအရင်ကလိုပဲ high mid low သုံးခုပဲပါတယ်3 band EQ မဟုတ်တော့ဘဲနဲ့7 band EQ ဖြစ်သွားတယ်ဆိုပို့ပြီးတော့အသေးစိတ်ကိုစိတ်ချိုက်အတန်ကို customize လုပ်ရသွားတယ်ပြီးတော့ party time boost ဆိုတဲ့ feature လည်းအသစ်ပါလာတယ်ပြောရရင်ဖုန်းတွေမှာပါတဲ့ power saving mode လိုမျိုးပဲဒီကောင်းကိုဖွင့်ထားလိုက်မယ်ဆိုရင်အာ playback time က2နာရီလောက်ပို့ရမယ် play time ဆိုလို့ပြောရအောင်မယ်ဒီ flip 7က flip 6ထက်4နာရီလောက်ပို့ပြီးတော့ အာဘက်ထရီပိုခံတယ်လို့ပြောတယ်ကြော်ညာထားတယ်ပေါ့ဗျာ16နာရီလောက်ခံမယ်လို့ပြောတယ်ဒါပေမဲ့3ထားရမှာက16နာရီရဖို့ကိုပါတီတိုင်း boost ဖွင့်ထားပြီးတော့မှရမှာပုံမှန်သုံးမယ်ဆိုရင်တော့14နာရီဝင်ကျင်လောက်ပဲရမှာဒါပေမဲ့ကျွန်တော်ပြောတာကိုယုံ2နာရီလောက်အားပိုခံဖို့အတွက်နဲ့ JBL ရဲ့အတန်ထွက်စစ်စစ်ကိုအထီးကိမ်းမခံနဲ့အဲ့ဒီကောင်ဖွင့်လိုက်ရင်အတန်ကပုံမှန်ထက်အများကြီးပိုပြီးတော့ဝိသွားတယ်ပုံဆုပ်သွားတယ်ဘေ့စ်တွေက deep မဖြစ်တော့ဘူး miss အတန်တွေကအရင်ကြီး pronounce ဖြစ်မနေတော့ဘူး ပြီးတော့ high stand ကြီးပဲကွက်ပြီးတော့စူးနေတယ်လို့ခံစားရတယ်ပေါ့နော်ကိုရီးယားကတော့အချိန်2နာရီလောက်အတွက်နဲ့နားမျက်ရည်ကြမခံနိုင်ဘူးလုံးဝဖွင့်မတော့ဘူးပြီးတော့ connectivity အတွက်အနေနဲ့မှာဒီကောင်က bluetooth 5.4ဖြစ်သွားတယ်ပြီးတော့ flip 6ဆက်ပုံမိုက်သွားတာကဒီကောင် ကို type c joe နဲ့တွဲပြီးတော့ lossless quality လဲနားထောင်လို့ရမယ်လို့ပြောတယ်အဲ့လိုလုပ်ချင်တယ်ဆိုလို့ရှိရင်အရင်ဆုံးကိုယ့်ရဲ့ speaker ကိုကြိုးထိုးလိုက် power on လိုက်ပြီးတာနဲ့ play button ကိုကြာကြာလေးဖြည့်ထားလိုက်ဒါဆိုလို့ရှိရင်ဖုန်း၊တက်ဘလက်၊လပ်တော့၊ကြိုက်တဲ့ဆိုးစခုခုကိုထိုးပြီးတော့သုံးရုံပဲ လူတို့မလိုဘူးเนาะအပြင်ထွက်ဘာညာသုံးပြမှာမဟုတ်ဘူးအထိုင်းစပီကာအနေနဲ့သုံးမှာဆိုလို့ရှိရင်အဆင်ပြေနိုင်တာပေါ့เนาะအတန် quality လေးနည်းနည်းပိုကောင်းမှာပေါ့အများကြီးတော့လည်းမဟုတ်ပါဘူးโอเคဆိုတော့အတန် quality ကဘယ်လိုနေလဲ flip 6เนี่ยတွဲပြီးတော့ beijing ရှင်နားမထောင်ကြည့်ဘူးဆိုလို့ရှိရင်တော့ဘာမှတိတ်ထူးကြတဲ့လူမခံစားရမှာတေချာတော့ရှိတယ်ဒါပေမဲ့ specs အရဆိုရင် flip 7ရဲ့ driver ကအရင် flip 6ရဲ့ driver လိုမျိုး 21မဟုတ်တော့ဘဲနဲ့25ဝက်ဖြစ်သွားတယ်နည်းနည်းလေးပို့ပြီးတော့ powerful ဖြစ်သွားတယ်ပြီးတော့ Twitter ရဲ့ design ကိုပြောင်းလိုက်တာလေးတွေရှိမယ်ပေါ့နော် Twitter 10ဝက်နဲ့ဆိုလို့ရှိရင် driver နှစ်ခုပေါင်း35ဝက်ဖြစ်သွားတယ်ပြီးတော့ frequency range ကအရင်တော့က 63Hz to 20kHz ကနေပြီးတော့အခု Flip 7မှာ 60Hz ကနေ 20kHz ဖြစ်သွားတယ်ပေါ့နော် 3kHz လောက်လေးပို့ပြီးတော့ coverage လုပ်နိုင်တယ်ပေါ့ပြီးတော့ base အတန်ထွက်ပိုင်းမှာနည်းနည်းလေးပို့ပြီးတော့ tight ဖြစ်သွားတယ်နည်းနည်းလေးပို့ deep ဖြစ်သွားတယ်လို့ခံစားရနိုင်တယ် ဆိုလိုတာက base heavy ဖြစ်တဲ့တခြင်းနေရုပ်ရှင်နေမှာဆိုလို့ရှိရင်နားထောင်ရတာပို့ပြီးတော့အရသာရှိမယ် rumbling feeling တုံခါနေရဆွဲ feeling ပို့ရမယ် AI ဆောင်းဖို့ဆိုတဲ့ feature အစ်စ်လည်းထည့်ပေးထားတယ် theoretically ရတော့ဒီကောင်က flip 6တဲ့တိတိကျကျပို့ကောင်းတယ်လို့မှတ်ယူရမှာပဲဒါပေမဲ့လက်တွေ့မှာရောလက်တွေ့မှာတော့ flip 6နဲ့ရှင်လိုက်ရင်ကျွန်တော်တို့အတွက်တိတာသွားတာ clarity နဲ့ base နဲ့နှမျိုးလို့ပြောရမယ်အဓိကက volume ကို80ခိုင်နှုန်းနဲ့အထက်ဖွင့်တဲ့အခါမျိုးမှာပို့ပြီးတော့တိတာလိမ့်မယ် အရင်တုန်းကဒီ flip 6မှာတုန်းကဆိုရင်80ဂိုင်နှုန်းလောက်မှာဆိုရင်အတန်တွေက high တန်တွေမှာနည်းနည်း hash ဖြစ်တယ်လို့စပြီးတော့ခံစားလာရတယ်ပေါ့နော် flip 7မှာကျတော့အဲ့လိုမျိုးတိတ်မဖြစ်တော့ဘူးလို့ခံစားရတယ်ဒါတော့မှဒီကောင်းရဲ့ speaker diaphragm ကအတိအကျရှိနေသေးတာအကြာကြီးမသုံးရသေးဘူးပြီးတော့တိတ်ပြီးတော့အသားမကျသေးဘူးပေါ့နော်တလား2လောက်ဇက်တိုက်သုံးလိုက်လို့ရှိရင်ဒီတဲ့အတန်ပိုကောင်းလာနိုင်တယ် theoretically တိတာခြင်းမှလည်းတိတာမယ်ခုနကကျွန်တော်တို့ပြောခဲ့တဲ့ JBL portable တဲက preset တွေနဲ့ပတ်သက်ရင်တော့ အာ JBO signature မှာထားပြီးတော့နားထောင်ရင်နားထောင်ရတာကိုသဘောအကျဆုံးပဲ sound signature က bright ဖြစ်သလို tight လည်းဖြစ်တယ် high mid low သုံးခုလုံး balance ဖြစ်တယ် bass ဘိုင်းမှာနည်းနည်းလေးပို့ပြီးတော့အာ deep ဖြစ်သလိုခံစားရတယ် chill ဘိုင်းမှာကျတော့ bass response ဘိုင်းမှာညော့သွားမယ်ပြီးတော့ energetic မှာကြတော့အတန်ကစူးလွန်းနေ harsh ဖြစ်လွန်းနေလို့ထင်တယ်။ vocal ကတော့တိရတဲ့အတိုင်းပဲ miss တန်တွေကိုဆွဲတင်လိုက်တဲ့ပုံစံ။ကျွန်တော်မြင်ရတော့ JBL signature မဟုတ်ရင် custom နဲ့မှာကိုကြိုက်တဲ့ကိုအဆင်ပြေတဲ့ပုံစံထားတော့အဲ့ဒါလေးကပိုအဆင်ပြေလိမ့်မယ်။ ြောရရင်တော့ဒီ Flip 7ကသူ့ရဲ့ frequency response range အရာလုံးဝ e set နေတဲ့ base တန်နေတော့ထွက်မှာမဟုတ်ဘူး။အရင်ကြီးညင်ညင်ညောင်ညောင်ပြီးတော့ဖြစ်မှာမဟုတ်ဘူး။ဒါပေမဲ့ overall တန်ထွက်မှာတော့ Flip 6 tech ကတော့ပိုကောင်းတယ်လို့လူတော်တော်များများအတွက်ကလည်းလုံလောက်တယ်လို့ပြောလို့ရတဲ့ပမာဏလောက်ကိုအတန်အောင်ထုတ်ပေးနိုင်တယ်ပေါ့နော် solid ဖြစ်တယ်ပေါ့အဓိကကို့အခန်းထဲမှာကို့ဘာသာကိုတရှင်းနှာထောင်ကျင်နေဆိုတဲ့သူတွေအတွက်ကမိုက်တယ်ဒါပေမဲ့ e set နေတဲ့ base တန်နေနှာထောင်ကျင်နေဆိုရင်တော့ flip လို့ size မျိုးနဲ့ကတော့မဖြစ်နိုင်ဘူး တဲ့မလား coffee ဆိုင်မှာကြားရတဲ့ feeling မျိုးလေးလေအဲ့လိုအဲ့လို chill လို့ကောင်းတဲ့ feeling မျိုးလေးအဲ့လို feeling မျိုးကိုလိုချင်နေဆိုရင်တော့ Harmon Garden Sound Stick တို့ Onyx Studio တို့အဲ့ကောင်တွေကပိုကောင်းတယ်အပြင်တည်သွားလို့တော့မရဘူးပါဗျာ Flip series ကတော့တည်တဲ့အတိုင်းပဲအပြင်သွားပါသွား on the go ကောင်းမယ်ရောက်နေတဲ့အချိန်မှာသချင်းကို quality ကောင်းကောင်းနဲ့နားထောင်လို့ရမယ်မွေးရဲမှာဆွေးကျင်လာရတယ်အခန်းထဲမှာပဲဒေါင်ထဲမှာပဲထိုင်ငိုကျင်လာရတယ်ကျွန်တော်ကသာအပြစ်ရှာပြီးတော့ပြောနေတာသူ class မှာသူ့ရဲ့ဈေးတန်းမှာ Flip 7ကို overall မြည်တဲ့ကောင်ရည်လို့ ရှားတယ်ပြောရရင် flip 7ကအပြစ်ပြောစရာတကယ်တမ်းမရှိတဲ့ speaker တစ်လုံးပဲအဲ့လိုမှမဟုတ်ဘူးเนาะကျွန်တော်ကတော့ဒီ size နဲ့အားမရဘူးကြီးမှကြိုက်တာကြီးတာကိုပဲပြပါဆိုရင်တော့ bass stand တွေပါတွေပိုကောင်းတယ်ပို deep ဖြစ်တာကိုလိုချင်နေဆိုရင်ဒီကောင်ရဲ့အကိုကြီး charge 6ရှိတယ်ပြောရရင်ဒီကောင်ကလည်း flip 6ကနေ flip 7ကို upgrade လုပ်ထားသလိုမျိုးပဲ charge 5နဲ့ရှိရင်ပြောတာ Bluetooth 5.1ကနေ5.4ဖြစ်သွားတာတွေ IP68 ဖြစ်သွားတာတွေအဲ့ဒါတွေပဲရှိ design changes တွေက flip 7ထက်စာလို့ရှိရင်ပို့ပြီးတော့မြင်သာတယ်လို့ပြောရမယ် ဘာလို့လဲဆိုဒီကောင်မှာက charge 5မှာမပါခဲ့တဲ့ handle strap တက်ဖို့အတွက်နေရာလဲပါလာတဲ့အပြင်ကိုအောက်ခံကလည်းအများကြီးပို့ပြီးတော့ stable ဖြစ်သွားတယ်။ပျက်ပြားလေးလုပ်ပေးထားတယ်ပေါ့နော်။ဆိုတော့ပို့ပြီးတော့ဟိုအခြေခံသွားတယ်။ပြီးတော့ button placement တွေကလည်း flip 7လို့ပုံစံမျိုးဖြစ်သွားတယ်။ color wheel အစ်တစ်လေးတွေကလည်းမိုက်တယ်။ကျွန်တော်တို့စီကိုရောက်နေတဲ့အကြောင်းကတော့ဘယ်လိုပြောရမလဲ။တချို့ကလည်းကြိုက်နေနေဆိုပေမဲ့ကျွန်တော်တို့အနှက်ပဲကြိုက်တယ်။လိုချင်တာပြောပါလေ။ဒါပါတော့ output power ကလည်း charge 5နဲ့စာလို့ရှိရင် 5W လောက်ပုံများပါတယ်။ ချရှိုက်မှာ30ဝက်ဝူဖာရဲ့10ဝက်ထရီတာရဲ့ total output 40ဝက်ရှိရာနေပြီးတော့အခုကျတော့45ဝက်ဖြစ်သွားတယ်ထရီတာက10ဝက်အစားမှာ15ဝက်ဖြစ်သွားတာဆိုတော့ technically higher than နေမှာပို့ပြီးတော့ကောင်းလာလက်ရှိရှင်စီယာ charge 5ကတော့မရှိဘူးပေါ့နော်ဒါပေမဲ့10ဝက်ထရီတာသုံးထားတဲ့ flip 7ထဲဒီကောင်ရဲ့ထရီတာတိတိတသာပိုကောင်းတယ်ဟောဒီကောင်ကသရှင်းနှောင်းထောင်းနေမဟုတ်ဘူးရုပ်ရှင်ကြည့်တာဘာညာမှာဆိုလို့ရှိရင်လေ charge 6က flip 7ထဲအများကြီးပိုကောင်းလိမ့်မယ် အရင် charge 5နဲ့ရှင်လိုက်လို့ရှိရင် play time မှာ၄နိုင်လောက်ပိုခံတယ်လို့ပြောတယ်။ဆိုတော့ party time boost နဲ့ဖွင့်မယ်ဆိုရင်ဒီကောင်က28နာရီလောက်ဖွင့်လို့ရလိမ့်မယ်လို့ပြောတယ်။ဒါကအရင် charge 5ရဲ့27 watt hour အစား30 watt hour battery ဆိုတော့ battery က10%ပိုကြီးသွားတာကြောင့်ပါမှာပေါ့နော်။ပြီးတော့သိကြတဲ့အတိုင်းပဲ battery pack တစ်ခုအနေနဲ့ဖုန်းတွေကိုအပြည့်သွင်းခြင်းရင်သွင်းလို့ရတယ်။ဒါမျိုးတွေက flip series တွေမှာတော့မရဘူး။ဆောင်းကော်ဒီဘိုင်းမှာတော့သိတဲ့အတိုင်းပဲညီလေး flip 7ထက်စာရင် low frequency range မှာအာ ပုံများတာရောဒီတုံးထားတဲ့ driver တွေက wattage ပုံများတာကြောင့်ရောကပို့ပြီးတော့ immersive ဖြစ်တယ်ပို့ပြီးတော့ full sounding ဖြစ်တယ်ပို့လဲကျယ်တယ်ပြီးတော့ flip series ဆိုတာကကျတော့လုံးဝ compact series ထဲမှာဖြစ်နိုင်သမျှအကောင်းဆုံးဆိုတာတွေထည့်ပေးထားတဲ့ကောင်ဒါပေမဲ့တကယ်တမ်း room space ကျတော့တိတ်မရှိဘူးသိရမလား physics ကိုတော့လက်ခံရမှာပေါ့ဒါကြောင့်လဲပို့ကြီးတဲ့ပို့လဲ output power များတဲ့ char series ကတော့ပို့ကျဲပို့ကောင်းလို့ပဲပြောရမယ်တကယ်လဲဒီ depth ပို့ကောင်းတဲ့အတန်တွေကိုဒီကောင်ကနေပြီးတော့ကြားရတယ် အဓိကတရှင်းနှထောင်တာအပြင်ငိုစကားတွေကြည့်မယ်ဆိုရင်ဒီကောအများကြီးအုံတိုင်းလို့ရတယ်ဗောနော်အောက်တော့မှာဆိုလို့ရှိရင်လည်းအောက်ဘက်ပါဝါပိုကောင်းတယ်ဆိုရင်ခက်ဝေးဝေးကနေနှထောင်မယ်ဆိုလို့ရှိရင်အတန်ခက်ပြင်းပြင်းလေးတွေကြားနိုင်မယ် flip 7ကတော့သေးတဲ့ခါကျတော့အတန်အလောက်ထိ spread out မလုပ်နိုင်ဘူးအခန်းကြီးကြီးတွေအောက်ဒေါ်တွေမှာဆိုလို့ရှိရင်သိတာလိမ့်မယ်။ဂျင်တက်လက်လက်မဖြစ်တော့ဘူးဗျာ။ Baby Portable App က function တွေကတော့ Flip 7မှာလိုပဲအတူတူပဲ။ EDM music တွေထဲမှာတော်တော်မိုက်တဲ့အပြင်ကိုကိုယ့်ညက်ရဲ့သချင်း ပုံစံနေနားထောင်ရင်လည်းသူ့ရဲ့ Twitter တော်တော်မိုက်ဆိုလိုတာဗျာဟိုရင်းနေဖင်နေတုံ့ရတာကြိုက်တယ်တဲ့မလား rumbling feeling အများကြီးနဲ့တချင်းနေနားထောင်ညင်နေရုပ်ရှင်တွေကြည့်ညင်နေဆိုလို့ရှိရင်တော့ charge 6ကတော့ပြောမနေနဲ့ပိုကောင်းတာပေါ့ဒါပေမဲ့တခုရှိတာလွယ်အိမ်မှာချိတ်ပြီးတော့တည်သွားတာမျိုးအာပေါ်ပါနေတာမျိုးဆိုရင်တော့ flip 7ကပိုကောင်းလိမ့်မယ်ဆိုတော့ကိုနဲ့ကြိုက်တဲ့ size ကိုရွေးပေါ့သူ size နဲ့သူကတော့ဒီကောင်တွေကတော်တော်ကောင်းတဲ့ speaker တွေဆိုတာသိကြတယ်အဆုံးသတ်အနေနဲ့ပြောရရင် JBL ရဲ့ flip 7နဲ့ charge 6နဲ့ဟာဒီဈေးထဲမှာ ွေးချယ်လို့တော်တော်ကောင်းတဲ့ portable speaker တွေဖြစ်နေတော့မယ်။တခြား brand တွေထဲမှာကောင်းတာတွေရှိရဆိုပြီးမယ်လို့ဒီလိုကြမ်းကြမ်းရင်းရင်း party vibe ကိုပေးနိုင်တဲ့ကောင်တွေကတော့ဒီကောင်တွေပဲရှိမယ်။ဆိုတော့အကြံပြန်လဲသုံးကျင်နဲ့ sound quality ကိုလည်း compromise မလုပ်ချင်ဘူးဆိုရင်တော့ budget alike ချိန်ပြီးတော့သာ flip 7ဖြစ်ဖြစ် charge 6ဖြစ်ဖြစ်ကျုံတာကျုံလိုက်နောက်နားမရစီရဘူး။ဈေးနှုန်းအနေနဲ့က flip 7ကလောလောဆယ်မှာ6သိန်းဝန်းကျင်လောက်နဲ့ charge 6ကကျတော့8သိန်းဝန်းကျင်လောက်သွားလိမ့်မယ်။ဒါဖုန်းပါအစီအကိုပြောတာပါနော်။ โอเคဆိုတော့ခင်ဗျားတို့ရောဒီ speaker တွေကိုဘယ်လိုထင်လဲအရင် JBL speaker တွေသုံးနေတဲ့သူတွေရောရှိလားခင်ဗျားတို့ရဲ့အတွေ့အကြုံတွေကိုလည်းအောက်က comment တွေမှာဝင်အောင်ဆွေးနွေးညှိနှုံးတော်လို့ရပါတယ်โอเคနောက်နေ့မှတွေ့ကြပါ